အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပဲ Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပဲတိဆက်ပေးသွားမယ့်သတင်းကတော့ America ရဲ့ Hollywood က movie တွေမဟုတ်ပဲနိုင်ငံခြားမှာရုပ်ရှင်တွေဟာ America မှာလာလုစားမယ်ဆိုရင်အခွန်တရားရခိုင်နှုန်းစီကျက်သွားမယ်လို့ Donald Trump ကပြောလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းပြေဆုံးကတော့ The Wall Street Journal ကမေလ၄ရက်2025မှာတင်ဆက်သွားတာကတော့ Hollywood ရုပ်ရှင်လုပ်ငန်းကိုမိမိန်လာအောင်ပြုလုပ်နေကြပြီးပြည်ပမှာရိုက်ကူးကြတဲ့နိုင်ငံသားရုပ်ရှင်တွေဟာအမေရိကတဲကို လောက်ရောက်လှူစားနေကြတာ AMC လို့ခေါ်တဲ့ American Movie Classics လောကနဲ့အမေရိကရဲ့နိုင်ငံတော်လုံခြုံရေးကိုပါချီးကျူးစေတဲ့အတွက်တရားရဂိုင်းတို့အတိအပြည့်အခွန် ကောက်ခံသွားရမယ်လို့မနေ့ကသမ္မတဒေါ်နယ်ထရမ့်ကသတင်းဌာနတွေကတဆင့်နိုင်ငံတကာမှရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူများကိုသတိပေးလိုက်ပါတယ်။သမ္မတထရမ့်ဟာအမေရိကရဲ့စီးပွားရေးဦးမော်လာအောင်ဖက်ဖက်ကစ조사ပြုပြင်နေတာဟာမနေ့ကတော့ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးဘက်ကိုဦးတည်လာပြီးဟောလိဝုဒ်ရုပ်ရှင်တွေအမေရိကမှာပြန်လည်အားကောင်းလာပြီးအရင်ကလိုကမ္ဘာကျော်ရုပ်ရှင်တွေအမေရိကထဲမှာရိုက်ကူးထုတ်လုပ်ပြသသွားနိုင်အောင်ပြုလုပ်တော့မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပထမခြေလှမ်းအဖြစ်နိုင်ငံရဲ့ရက်ချားမှရက်ကူးထုတ်လို့တဲ့ရုပ်ရှင်တွေအပေါ်တရားရခိုင်နှုန်းအပြည့်အခွန်ကောက်ခံသွားရင်မနေ့ဒီနေ့ကနေတွေကအမိန့်ထုတ်ပြန်လိုက်ပါတယ်။အမေရိကန်မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းအများအပြားပြင်းပြန်စွာတည်ဆုံနေကြပြီးအခြားနိုင်ငံများမှရက်ကူးထုတ်လို့တဲ့ရုပ်ရှင်တွေဟာဟောလိဝုဒ်လောကကိုရောအမေရိကရဲ့အမျိုးသားလုံခြုံရေးကိုပါချိန်ချောက်တဲ့အထိဖြစ်လာပြီး ဝါဒဖြန့်ကျင်းများအထိပေါဝင်လာနေတယ်ဟုပြောလိုက်ပါတယ်။ Hollywood Studio ရဲ့အမှုဆောင်တွေကတော့အဲ့ဒီလိုသမရထရမ့်အမိန့်ချမှတ်လိုက်မှုအပေါ်ဘယ်လိုလှုပ်ဆောင်ရမည်ကိုတည်တည်ကြာကြာမသိဘဲမင်းညကလှုပ်လို့ရရဖြစ်ကုန်ကြပါတယ်။ Hollywood Studio ကအမှုဆောင်အရာရှိတွေကအခုလိုတရားရခိုင်နှုန်းနိုင်ငံခြားရုပ်ရှင်တွေအပေါ်အခွန်ကောက်ခံခြင်းနဲ့ပတ်သက်ပြီးတော့သူတို့ကြိုတင်မသိရကြောင်းနဲ့သူတို့ဘယ်လိုလှုပ်ဆောင်ရမည် ဆိုတဲ့အချက်လက်တွေမရှိကြောင်းပြောပါတယ်။ရုပ်ရှင်တွေကကွန်ပျူစီတွေလိုစိတ်ကမ်းမှမှတစ်ဆင့်ရွေလျားဝင်ရောက်လာနေတဲ့ကွန်ပျူစီတွေမဟုတ်တော့ကြောင်းအခွန်အနေနဲ့မိတို့ကောက်ခံရမည်ကို မဆုံးဖြတ်နိုင်ကြပါဘူး။ထို့ကြောင့်ရုပ်ရှင်တကားကိုမိတို့တံပိုးဖြတ်ရမည်ကိုသမရထရမ့်ရဲ့အဆိုအရက ဆုံးဖြတ်ရန်လိုအပ်ပြီးတော့အဲ့ဒီဟာကိုတွင်းကုန်အဖြစ်တတ်မှတ်ရန်လိုအပ်ပြီးအဲ့ဒီတတ်မှတ်ချက်ကိုလည်းထရမ့်အဆိုအရက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အကယ်၍အခြားနိုင်ငံတွေကလည်းအပြန်အလှန်ရုပ်ရှင်တွေအပေါ်အကောက်ခွန်တိုးမြင့်ကောက်ခံမှာကနောက်ခံငွေအားတောင့်တင်းတဲ့ရုပ်ရှင်ကုမ္ပဏီတွေကတောင့်ခံနိုင်စွမ်းရှိပြီးတော့အမျက်များစွာရရှိမှာဖြစ်ပြီးဟောလိဝုဒ်ကတော့ခံနိုင်ရစွာမရှိခဲ့ရင်ကြာရှုံးနိုင်ပွဲရှိပါတယ်။ထရမ့်ကတော့နိုင်ငံသားမှထုတ်လုပ်တဲ့ရုပ်ရှင်တွေပေါ်စတင်ပြီးတရားရဂိုင်းတော့အခွန်ကောက်ခံရန်ခြေဝါကုသန်းရောင်းဝယ်ရေးဌာနနဲ့အမေရိကန်ကိုယ်စားလှယ်တွေကိုခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ အဲ့ဒီဌာနတွေကလည်းအခုပင်စတင်ကောက်ခံနေပြီဖြစ်ကြောင်းအကြောင်းပြန်လာပါတယ်။အမေရိကန်ရုပ်ရှင်ထုတ်လို့ရေးကပြောတာကတော့2023ခုနှစ်မှာအမေရိကကိုတင်သွင်းတဲ့နိုင်ငံခြားကုမ္ပဏီတွေရဲ့ရုပ်ရှင်တွေဟာ15.3ဘီလီယံဒေါ်လာကျော်ရှိခဲ့ကြောင်းအဲ့ဒီဈေးကွက်ကိုဟောလိဝုဒ်ကနေပြီးတော့ရုပ်ရှင်တွေဟာကျော်လွန်အောင် ပြုလုပ်ရလို့အကြောင်းပြောပါတယ်။ Mission Impossible Tom Cruise ပါဝင်တဲ့ရုပ်ရှင်ဖြစ်တဲ့ Final Reckoning နဲ့ Jurassic World Rebirth ရုပ်ရှင်တွေဟာဆိုရင် အမေရိကမှာမဟုတ်ပဲတကားလုံးလိုလိုဟာပြည်ပနိုင်ငံတွေမှာတွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။အထူးသဖြင့်အင်္ဂလန်နိုင်ငံဟာ၎င်းတို့ရဲ့ကျယ်ပြန့်လာတဲ့အတန်စင်မြင့်များအင်္ဂလိပ်စကားပြောတဲ့ဝန်ထမ်းများအပါအဝင်ကျယ်ပြန့်သောအဆောက်အဦများကြောင့်ဟောလိဝုရုပ်ရှင်တွေရဲ့ထွန်းကားရာအချက်အချာနေရာတစ်ခုဖြစ်လာနေပါပြီ။ Disney ကုမ္ပဏီရဲ့ Marvel Studio ဟာဆိုလို့ရှိရင်တော့ Avengers ရုပ်ရှင်တွေကိုအခုလန်ဒန်မှာရိုက်ကူးနေပါတယ်။အမေရိကမှာရုပ်ရှင်နဲ့ TV TV လောကမှာရင်းနှီးမြှုပ်နှံခဲ့တဲ့ငွေကြေးပမာဏဟာဆိုရင်ပြီးခဲ့တဲ့နှစ်က American Dollar တန်း40ကျော်ရှိခဲ့ပြီးအဲ့ဒီမတန်ခင်နှစ်နှစ်ကအထက်စာရင်26ရာခိုင်နှုန်းတိတိကျဆင်းသွားကြောင်းရုပ်ရှင်သုတေသီတွေကပြောပါတယ်။အင်္ဂလန်နဲ့ကနေဒါတို့ဟာအမေရိကဈေးကွက်ကိုမမိသေးတော့လေ အခုတော့မြင့်တက်လာနေပြီဖြစ်ကြောင်းသိရပါတယ်။တမရထရမ့်ကတော့သူ့ရဲ့ဟောလိဝုဒ်ကရုပ်ရှင်တန်တမန်တွေဖြစ်တဲ့ John White, Mel Gibson ပြီးတော့ Sylvester Stallone တို့ကိုအင်ဗျူရောမှာတွေ့ဆုံပြီးတော့နိုင်ငံရခြားဘက်ကိုရှုံးနိမ့်နေတဲ့ဟောလိဝုဒ်ရုပ်ရှင်လောကကို အမေရိကမှာပြန်လဲဥမောလာအောင် ပြုလုပ်လာရန်တိုင်ပင်နေကြောင်းသိရပါတယ်။ပြီးတော့တမရထရမ့်ကအမေရိကမှာအလွန်တော်တဲ့အမှုပညာရှင်တွေရှိနေပြီး သူဟာအဲ့ဒီသူတွေရဲ့အကြံဉာဏ်တွေကိုရယူက သူလုံနိုင်သမျှအကုန်လုံပြီးအမေရိကရဲ့ရုပ်ရှင်လောကဟောလိဝုဒ်ကိုကမ္ဘာကျော်ပြန်လည်ဖြစ်အောင်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye